ဒီနေ့တူတူကပေါ့နော်ဆင်ကျင်ခွားယူဖို့လို့အတွက်နှုတ်ကပတ်တော်လေးကိုပေါ့နော်ခေါင်းစဉ်လေးပေးထားတဲ့အရာကကျတော့နှာတပြားတာတဲ့ခရိယံခေါင်းစဉ်ပေးထားတယ်ဒီနှာတပြားဆိုတဲ့အရာလေးကဘယ်ကလာလဲဆိုတဲ့အခါမှာကျတော့မြင်းစည်းပြိုင်ပွဲကြီးပေါ့နော်မြင်းပြိုင်ပွဲတွေကနေလာတာဖြစ်တယ်မြင်းတွေကပြေးလန်းပေါ်မှာပြေးတယ်ပန်းနိုင်ကိုရောက်ဖို့လို့အတွက်မြင်းတွေကဟောပြေးတဲ့အခါမှာနော်မြင်းရဲ့နှာပြားလေးကပန်းနိုင်ကိုဝင်သွားတယ်နှာတပြားလေးပဲ ဲ့နှာဖြားလေးကိုပဲเนาะကြည့်ပြီးတော့မှနှာဖြားလေးပန်းတိုင်ဝင်သွားတဲ့လူကပဲနိုင်ရတယ်နှာတဖြားตาတဲ့ခရိယံဆိုတဲ့အခါမှာခရိယံဆိုတဲ့အခါမှာခရစ်တော်နောက်လိုက်တဲ့သူတွေကိုခရိယံလို့ခေါ်တာဒါဆိုလို့ရှိရင်ဘုရားသခင်က ခရိယံတွေကိုပဲเนาะနှာတဖြားตาရတဲ့အခွင့်ကိုပေးတာလားဖယားခင်ကလူသားအားလုံးကိုပေးတယ်လက်ခံတဲ့လူကပန်းနိုင်ဝင်ရမယ်အာမင်ကြီးနေတဲ့ မြင်းနေလိုမျိုးပဲလူတွေကလည်းကြည်လိုက်ရင်မတိမတာလေးပဲဒါပေမဲ့ခရစ်တော်နောက်လိုက်တဲ့ခရိယန်နာတဖျားပါကိုသားတယ်အဲ့နာတဖျားသားတဲ့လူပဲပန်းနိုင်ရောက်တယ်နော်ဖျားခင်ကလူအားလုံးကိုပေးပါတယ်လူသားအားလုံးကိုအညီမျှပေးလားမပေးဘူးလားဆိုတဲ့အရာလေးကိုသူကစင်ကြင်ကြမှာဖြစ်တယ်ပေါ့နော်ဒီယမိခန်းကြီးစက်ခွန်အငယ်30မှာနော်ကျမတို့အတူတူကဖတ်ကြမယ်နော် ငါထာဝရဖရာသည်လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းမိမိတို့ခံထိုက်သောအကျိုးအပြစ်ကိုပေးခြင်းကနှလုံးကြောက်ကတ်တို့ကိုစေစေစစ်ကြောတတ်၏အာမင်လူအသီးသီးလို့ပြောပါတယ်ခရိယန်တွေကိုပဲလားမဟုတ်ဘူးနော်လူအသီးသီးဆိုတဲ့ခေါင်းစဉ်အောက်မှာကျမတို့ ဟိန္ဒူဘာသာရဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့ဘုရားခင်ဖန်ဆင်းထားတဲ့လူတွေပါတယ်။ဘာသာဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့ဘုရားဖန်ဆင်းထားလူအလုံးကိုဘုရားခင်ကပြောတာဖြစ်ပါတယ်။နင်တို့ကျင့်တဲ့အကျင့်အတိုင်းအကျိုးအပြစ်ကိုပေးဖို့လို့တော့နှလုံးနဲ့ကြောက်ကပ်ကိုစစ်တယ်။အဲကြောင့်မို့လို့ဗုဒ္ဓဘာသာတွေကဘာပြောလဲဆိုတဲ့အခါမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မပြောဘူးလား။ပြောလေခရိယန်တွေကကြတော့ဗာပြောလေစိုက်တဲ့အတိုင်းရိတ်ကြမယ်เนาะ ကျမအကုန်လုံးနားလည်အောင်ပြောမယ်ဆိုလို့ရှင်တော့အယန်းကိုပေါ့နော်ချမ်းသာကြွယ်ဝတဲ့ဟိုတထေးကြီးတယောက်ပေါ့ထားပါနော်အဲ့တထေးကြီးတယောက်ကကျမကိုပေါ့နော် ကျမကိုမြေဧကတွေထောင်ထဲချီပြီးတော့ကျမကိုပေးတယ်ပေးပြီးတော့နင်းမှန်နေအဲ့ဒီမှာလှုပ်စားစိုက်စားပြိုးစားရတဲ့ဟာနင်းယူနင်းလုံနိုင်တလောက်နင်းရမယ်လို့ပြောတယ်ပြောပြီးကျမကိုပေးတယ်နော်ကျမလှုပ်တယ်ကျမသားသမီးတွေကျမမြေကျမမြစ်တွေကတော့ကျမကို ေးထားတဲ့သူကိုမသိတော့ဘူးအဲ့ဒီလိုမျိုးပဲဒီကမ္ဘာလောကကြီးမှာလဲဖရာသခင်ကနင်တို့ကိုဖရာသခင်ပိုင်တဲ့မြေကြီးနဲ့မြေကြီးတစ္ဆာကပိုင်ရှင်ကဖရာဖြစ်တယ်နင်တို့အဲ့ဒီမှာလှုပ်ပါနင်တို့ရတဲ့ဟာနင်တို့လှုပ်နိုင်တဲ့လောက်နင်တို့ရမယ်ဆိုပြီးတော့လူသားအလုံးမပေးထားဘူးလားပေးထားပါတယ်အဲ့လိုပေးထားတဲ့ထဲမှာပိုင်ရှင်ကဖရာဖြစ်ပါတယ်လို့သိတဲ့လူလဲလှုပ်လို့ရတယ်လို့ပိုင်ရှင်ကဖရာဖြစ်တယ်ဆိုတာမသိတဲ့လူရောမရဘူးလားမရပါဘူးကိုလှုပ်နိုင်တဲ့လောက်ကိုရရယ်လေဟုတ်လားဒါပေမဲ့နော်ဝမ်းနဲ့ဆရာကောင်းတာက ဲ့ဒီလိုမျိုးပဲလူကလှုပ်တယ်လှုပ်တယ်လှုပ်တယ်လှုပ်ရင်းလှုပ်ရင်းနဲ့လူကအသက်ငယ်တဲ့အချိန်မှာဘာဖြစ်လဲအပြစ်ကမနေဘူးလားနေတယ်အသက်ကြီးလာနေမြားအပြစ်မကြီးလာဘူးလားကြီးတယ်အသက်ကြီးလေးလေးဘာဖြစ်လဲအပြစ်များလေးလေးအဲ့ဒီလိုမျိုးအပြစ်တွေချောင်းမို့လို့တဲ့နော်မကောင်းတာတွေလှုပ်တာတွေများလာတဲ့အတွက်နော်အပယ်ငရဲကိုတွားရမယ့်အရာတော့ကိုယေရှုကနော်လူသားအလုံးကိုမလှုပ်ပေးဘူးလားလှုပ်ပေးတယ်လေလက်ခံတဲ့လူကရတယ် လက်မခံတဲ့လူကကြတော့ကိုလုံးနိုင်တဲ့အရာပဲကိုရပြီးတော့ကိုမလုံးနိုင်တဲ့အရာ ကိုမရဘူးအသက်ရှင်တဲ့အချိန်မှာလဲကိုလုံးတာလဲရမယ်ဗျာဖယားသခင်ရှင်မှာတောင်းရင်လဲဖယားကပေးမယ်နှစ်ခုရတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့တွေကနာတဖျားမတာဘူးလားကိုလုံးတာလဲရတယ်ဖယားပေးတာလဲရတယ်ကိုရဲ့အတ္တတော်ကိုပြန်ပြီးတော့သိဖို့လိုတာဖြစ်တယ်။အာမင်။အာမင်။ဒီအရာလေးနဲ့ပတ်သက်ပြီးတော့ဘုရားခင်ကဘာပြောလဲ။ နော်မတ်တဲ့ရှင်မတ်တဲ့ခန်းကြီးခွန်ငယ်ခွန်ထဲမှာတောင်းကြလောတောင်းလင်ရမယ်ရှာကြလောရှာလင်တွေ့မယ်ခောက်ကြလောခောက်လင်ဖွင့်မယ်တဲ့နော်ကျမတို့တွေကကောင်းလားလူတွေကမကောင်းဘူးကျမတို့မကောင်းတဲ့လူတော်မှပဲတဲ့ကျမတို့ကိုကြီးရဲ့တာသမီးကကျမတို့ရှိမှာမုတ်ကိုတောင်းလို့ရှင်ကျမရော့ကြောက်ခဲလို့ပေးမလားမပေးဘူးနော်ငါးကိုပေးပါလို့တောင်းကျမမွေကြီးလက်ထဲထဲပါမလားမထည့်ဘူးကျမတို့အစိုးဖြစ်တဲ့လူတော်မှပဲအဲ့လိုမျိုး ကောင်းတဲ့အရာကိုကိုသားသမီးကိုပေးထက်တယ်ဆိုလို့ရှင်ငါဖခင်ကနင်တို့ဆုတောင်းတဲ့အရာကိုတာ၍ကောင်းတဲ့အရာပေးနိုင်တယ်တဲ့အာမင်အာမင်နော်ဒါကဖခင်ပေးနိုင်ကြောင်းကိုသိပြီးတော့ကျမတို့ကတောင်းတတ်ဖို့မလိုဘူးလားလိုတယ်နောက်ထပ်နော်တောင်းချင်သမျှကိုတောင်းရမယ်ရှင်ဟန်ဟန်ကြီး15ငဲခွန်တောင်းချင်သမျှကိုတောင်းရမယ်ဒါပေမဲ့အတိတ် point လေးတစ်ခုကတင်တို့ဒီငါ၌ဆိုရယေရှု၌တင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌ တည်ရမယ်နော်တောင်းချင်သမျှကိုတောင်းမယ်တောင်းရရမယ်ဆိုတဲ့ကြံပတ်ကိုတော့တည်တယ်ဒါပေမဲ့အဲ့ဒီရဲ့ point ကဘာလဲဆိုတော့အဲ့ကမှာသင်တို့ဒီငါ၌တည်ပါငါပေါ်မှာတည်ကြည်ပါတစ္ဆာရှိပါငါပြောထားတဲ့စကားကသင်တို့နှလုံးသားထဲမှာတည်ကြည်ပါတစ္ဆာရှိပါတောင်းချင်သမျှတောင်းရမယ်အာမင်အာမင်နှာတဖြားတာတဲ့နောက်ထပ်အရာလေးတစ်ခုကကျမတို့ခရိယန်တွေမှာ body guard ရှိတယ်တည်လားကျမတို့မှာ body guard ရှိတယ်တတ်တော်ဆောင်ပေါ့ဗျာ တတ်တော်ဆောင်ရှိတယ်ဘယ်ရာဖြစ်သိထိုင်လဲဆိုဟေပြဲခန့်ကြီးတင်ငယ်ဆက်လေးခုနငွေစီလေးရွတ်သွားတဲ့ကျမ်းပိုင်ပါနော်ကောင်းခင်တမန်အာမင်ကဲတင်တော်မူခြင်းယေရှုကိုအမွေခံလက်တန်တော်သူတွေကိုပြုစုစေခြင်းကဆေလွတ်တော်မူတဲ့အစေခံနံဝိညာဉ်အဲ့ဒါကျမတို့အတွက်ဖျားခင်ဆေလွတ်ပေးထားတဲ့ body guard တွေဖြစ်တယ်ဒါမဲ့ဒီ body guard တွေကျမတို့ရဲ့တတ်တော်ဆောင်တွေကဟာဖျားခင်ရဲ့တို့တွေကိုဆေလွတ်ပေးထားတဲ့ဖျားသားသမီးရဲ့အတွက်ကိုငါ့ရဲ့ body guard ဖြစ်တယ်လှုပ်ချင်ရလှုပ်လို့မရဘူး အဲ့ဒီ body guard တွေကျမတို့ကိုအမြဲတမ်းနော်ကျမတို့ကိုနော်တဲ့ရဲ့ခြေကိုကြောက်နဲ့မထိခိုက်စေခြင်းကဆိုတဲ့အရာကျမတို့ကတော့မအစာချီပင့်ထားဖို့လို့အတွက်အဓိက point လေးရှိတယ်။အဲ့ point လေးကိုသိဖို့လိုတယ်။နော်။အဲ့ point လေးကကျတော့ဘမပြောထားလဲဆိုတဲ့အခါမှာထွက်မြောက်ရ23ငွေ20ကြည့်ရှုလို့လမ်းခရီး၌တင်းကိုစောင်းလျှောက်၍ငါပြင်းစင်နှင့်တော့အရက်တို့ ဩဇေခြင်းကကောင်းခင်တမန်တို့ကိုသင်ရှင်နိုင်ငါစေလွတ်၏ထိုကောင်းခင်တမန်တို့ကိုရိုသေးစွာ ပြုလော စကားတော်ကိုနားထောင်လော့အာနာတော်ကိုမဆန်နှင့်သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွတ်ငါနာမသည် သူ၌တည်ရှိ၏အာမင်ကောင်းခင်တမန်စကားကိုနားထောင်ပါတဲ့ဖခင်ကငါ့ကိုနော်ဘော်ဒီဂတ် တတ်တော်အဆောင်လှုပ်ပေးလိုက်တယ်ဆိုပြီးတော့ထင်ရမလုံးနဲ့နော်ကောင်းကင်တမန်စကားကိုနားထောင်ပါနော်အာနာကိုမဆန်ပါနဲ့တဲ့နော်နင်ပြစ်မှားလို့ရှိရင် तू ကအပြစ်လွတ်မှာမဟုတ်ဘူးဘာဖြစ်လို့လဲငါ့ရဲ့နာမကသူ့ရှိမှာတည်တယ်တဲ့ဖယားရှင်ကကောင်းကင်တမန်ကိုပါဝါပေးလိုက်တာဖြစ်တယ်ငါ့ရဲ့နာမဖယားရဲ့နာမက तू ၌တည်ရှိ၏တဲ့ကောင်းကင်တမန်မှာဖယားရှင်ကအခွင့်အာဏာပေးလိုက်တာဖြစ်တယ်အာမင်ကောင်းကင်တမန်ရဲ့စကားကိုနားထောင်ရမယ်ပါနာမှုရှိဖို့လိုတယ် ခေါင်းခင်တမန်ကလူယောင်ဖန်ဆင်းပြီးတော့မှအာဗြဟံရှင်ကိုမလာဘူးလားအာဗြဟံနဲ့ဆရာရှင်လာတယ်လေအာဗြဟံကမသိဘူးလားသိတဲ့အခါမှာဘာလုပ်လဲဆိုတော့စူဖြိုးတော်နွားကလေးကိုမြင်မြန်တက်ပြီးတော့ခေါင်းခင်တမန်ကိုပြုစုတယ်ဘာနဲ့မှုရှိကိုလို့လဲကျမတို့အသက်တာနဲ့အဲ့လိုပဲမမြင်နိုင်နဲ့ကျမတို့မမြင်နိုင်နဲ့မျက်စိနဲ့မမြင်နိုင်နဲ့ဒီမောင်မိုက်တကိုးနဲ့ဆက်နွယ်သမျှအရာတွေကိုနံဝိညာဉ်တွေကမြင်တာဖြစ်တယ် ကျမတို့ကလူဆိုတဲ့အခါမှာကျွန်တော်မမြင်နိုင်ဘူးမမြင်နိုင်တဲ့အန်ဒီရတွေကိုမမြင်နိုင်တဲ့အရာကပဲတိုက်ခိုက်ပေးတာဖြစ်တယ်ဘော်ဒီကတ်ရှိမှန်းတော့သိတယ်ဘော်ဒီဘက်ကတ်ကိုမလေးမခံမပြုတ်မိစေဖို့လို့အတွက်နော်ဘလောက်ကြီးကောင်းမြတ်တယ်ဖေရလဲဒါဆိုလို့ရှိရင်ခရိယန်ဆိုတော့ဘော်ဒီကတ်ရှိတယ်ဆိုတာကိုသိပြီနော်ဒါဆိုလို့လောကသားနဲ့ဖေရကိုမသိတဲ့သူနဲ့ဖေရကိုသိတဲ့သူနဲ့နားတဖျားမတားနေဘူးလားအေးကိုရဲ့အာသာချက်ကိုကိုသိဖို့လိုတာဖြစ်တယ်ကဲနောက်ထပ်နော် ယိုဖိတ်ခြင်းမရှိတဲ့ခရိယန်နဲ့ခရစ်တော်နောက်လိုက်တဲ့ခရိယန်ပြောနော်ယိုဖိတ်ခြင်းမရှိဘူးတဲ့ယိုဖိတ်ခြင်းဆိုတဲ့အခါမှာကျွန်တော်တို့အဲ့ဒါကိုနော်စဉ်းစားလိုက်တဲ့အခါကျတော့ကျွန်တော်တို့စားရခံဒီမှာသူများလှူသွားတာကျွန်တော်တို့စားရခံဒီမှာယော်ပေးလိုက်ရတာနော်ယောပေးလိုက်ရတာယာတိရုပေးသဘာဝပေးကပ်ပေးကြောင်လုပ်ငန်းတွေဆုံးရှုံးသွားတာယူဖိတ်သွားတယ်ဆိုတာခရိယန်ကအဲ့လိုမဖြစ်ဘူးတဲ့အာမင်အာမင် အဲ့အရာလေးရဲ့ပြုတ်ဝဲချက်အချုပ်ကပါလဲဆိုတဲ့အခါမှာမာလခိခန်းကြီး၃ငွေ၁၀တဲမှာတင်ရဲ့စေဖို့တပူကိုဘုရားခင်ဗန္နာတိုက်ထေကိုပို့ပါဒါဆိုလို့ရှင်ကိုက်စားတတ်တဲ့အကောင်ကိုတင်တို့ကိုတင်တို့အတွက်ငါဆုံးမပေးမယ်တဲ့ကိုက်စားတတ်တဲ့အကောင်မလာတော့ဘူးဘုရားခင်ဆုံးမလိုက်ပြီဆိုတဲ့ကိုကကျမတို့ရဲ့အတ္တတာမှာယူဖိတ်ခြင်းနေရှိမလားမရှိတော့ဘူးဒါကပါလေဘုရားသခင်ရဲ့ကောင်းခင်ဗန္နာတိုက်ထေကိုစေဖို့တပူကိုတင်ပေးပါတဲ့အာမင် အာမင်ဒါဆိုလို့ရှိရင်ကျမတို့အသက်တာမှာယော်ပေးလိုက်ရတာတွေရာသီဥတုပဲတဘာဝပဲကြောင့်ကျမတို့လုပ်ငန်းတွေဆုံးရှုံးသွားတာတွေရှိအောင်မလားမရှိတော့ဘူးမရှိဘူးယိုဖိတ်ရှင်မရှိတဲ့ခရိယံဖြစ်တဲ့ဒီလောကသားနဲ့တူလားဖခင်ကိုမသိရှိသေးတဲ့လူတွေနဲ့တူလားမတူပါဘူးနော်ယိုဖိတ်ရှင်မရှိတဲ့အသက်တာကိုလည်းခရိယံတွေကိုဖခင်ကပေးထားတယ်ခရစ်တော်နောက်လိုက်တဲ့လူတွေပေးထားတော့လူသားအလုံးကိုပေးလိုက်တာပေါ့နော်လက်ခံတာကလက်ခံတဲ့လူကခရစ်တော်နောက်ကိုလိုက်တော့ခရိယံဖြစ်သွားတာပေါ့ ဒါဆိုခရစ်ယာန်တွေကရတဲ့အထူးခွင့်ရေးဖြစ်သွားတာပေါ့အာမင်နောက်ထပ်တစ်ခုကကြတော့ကျမတို့ကအဲ့မတော်တဆကျမတို့အတ္တတားတွေမှာခုနကမြင်းနေလို့ပြမြင်းပြိုင်ပေါ်မှာမြင်းနေပြေးနေတယ်လို့ပြောပဲကျမတို့လူတွေကလည်းဒီလောကနော်ဘဝရဲ့ပြေးလန်းနေပေါ်မှာကျမတို့ပြေးနေတယ်လဲကြတဲ့အချိန်ဆိုတာရှိတယ်လဲကြရင်လေဖရာခင်ကထူပေးမယ်ဖရာလဲကြတော့လေငါပြန်ထရအောင်မယ်ပြန်ထအောင်မယ်ဆိုတဲ့အရာလေးကိုဖရာကပြောထားတယ်နော် ဖះကိုမသိရှိတဲ့သူကတော့လဲကြရင်ပါဖြစ်လေလဲကြရင်တော့ပြီးပြီးသွားပြီအာဆုံးရှုံးသွားပြီဒါပေမဲ့ဖះခင်ကဘာဖြစ်လဲနေ့ခုနှစ်ကြိမ်လဲနေအောင်ငါထူမယ်အာမင်ရန်သူကကျမတို့ကိုတွန်းလှဲလိုက်လို့เนาะပြေးလဲမှာမှာကျမတို့တိုက်မိသွားလို့ကျမတို့လဲကြသွားတယ်ရန်သူကိုစိန်ခေါ်လိုက်နင့်ဝမ်းမမြောက်နဲ့ငါလဲတော့လဲပြန်ထအောင်မယ်အာမင်ဘသူအဖြစ်လဲဖရာအဖြစ်เนาะမိခါနာကကြည်ကြံခန်းကြီးခွန်ငယ်ရှစ်ဒီကွာဖတ်မယ်เนาะ အချင်းရန်သူငါ့အပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထအောင်မီမှောင်မိုက်၌ထိုင်ရတော်လဲသာဝရဖျားသည်ငါဤအလင်းဖြစ်တော်မူလိမ့်မည်အာမင်ကျမတို့ပြေးလမ်းပေါ်မှာပြေးရင်လဲကြတဲ့အချင်းဆိုတာရှိတတ်ပါတယ်နော်ကျမတို့လဲကြသွားရင်ဘယ်သူကဝမ်းတာမလဲ ရန်သူကဝမ်းမသာဘူးလားရန်သူကဝမ်းသာမှာဟာဟိုမှာဖရာသားသမီးယူကွာသုံးလုံးပခောက်တွေလဲကုန်ပြီပြောတယ်ပြောတယ်ပြောတယ်ဆိုရင်ကိုကအေးဝမ်းမသာနဲ့ငါလဲပဲပဲငါပြန်ထမယ်အာမေဖရာခင်ကငါရဲ့အလင်းဖြစ်တော်မူတယ်မှောင်မောင်နိုင်ငါထိုင်နေရတော့လဲငါပြန်ထမယ်ဖရာကငါရဲ့အလင်းဖြစ်တယ်အာမေဒါမျိုးပြန်ပြီးတော့စိန်ခေါ်ရမယ်ကြံပိုင်ဖြစ်တယ်နော်လဲတဲ့နေရာမှာလဲခွေပြီးအိတ်နေဖို့မဟုတ်ဘူးနော် ကဲဒီရလေးနဲ့ပတ်သက်ပြီးတော့ကျမတို့အေးတတာဝိထုကိုဆင်ကျင်တဲ့အခါမှာတွေ့ရတယ်နော်အေးတတာဝိထုကိုဆင်ကျင်တဲ့အခါမှာမော်ရဂန်နဲ့ဟာမန်နဲ့နော်ဟာမန်ကိုမော်ရဂန်ကဥမချလို့ပြဿနာတက်တယ်ဝင်ကြီးဟာမန်ကလည်းအဲ့မော်ရဂန်ကိုတတ်ရမှာကျင်းတယ်အဲ့ယူရာလူဖြစ်တဲ့အဲ့မော်ရဂန်ကိုတတ်ယုံနေတော့အားမရဘူး तू ကယူရာလူမျိုးဖြစ်တဲ့အတွက် तू နဲ့ပတ်သက်တဲ့သူ့ရဲ့ယူရာလူမျိုးအားလုံးကိုတတ်ရမှာငါကျင်းတယ်ဘာဖြစ်လို့လဲသူ့ကိုဥမချလို့ နော်အလူကကြောက်ဖို့ကောင်းတယ်နော်ငါငါဆိုတဲ့အရာငါကိုဥချရမယ်ငါကိုဥမချတဲ့လူဥမချတဲ့လူတယောက်ထဲတော့မဟုတ် तू ကဘာလိုမျိုးလဲမေးလိုက်ရယ်ကရင်ဆိုကရင်မျိုးကုန်တက်ရှမ်းဆိုရှမ်းမျိုးကုန်တက်မော်ဒကဲဘာလိုမျိုးလဲယူရယူရဆိုယူရလူမျိုးအတိုင်းနိုင်ငံနော်ချင်းပင်အာရွှေယူရ128ပြည်တော်တော့ပြည်မှာရှိတဲ့နော်အဲယူရလူမျိုးအားလုံးကိုတက်ဖို့လို့အတွက်ကိုအဲရှင်ပင်အာရွှေယူရတစိုက်တုံးထုပေးတဲ့အရာစာရွက်ကိုဟာမန်ကရထားပြီးသားဖြစ်တယ် ရထားပြီးတဲ့အခါမှာမော်ဒယ်ကဲခင်ဗျာစဉ်းစားကြည့်ပါနော်မော်ဒယ်ကဲခင်ဗျာတေးရဖို့ပဲရှိတော့တယ်သူတေးုံတော့မကောက်သူတပြိုလုံးတေးရတော့မယ်အခြေအနေနော်အာမန်ကစာရွက်ကင်ထားပြီတတ်မိန်စာရွက်ကင်ထားပြီတို့ပေမဲ့နော်အဲ့အချိန်မှာလေဟာမန်ကသူ့အဲ့အိမ်ကိုပြန်သွားတဲ့အချိန်မှာဟာမန်ရဲ့မိမရဲ့ဟာမန်ရဲ့မိတ်ဆွေတွေရပါတော့နော်ဟာမန်ပြန်လဲပြန်လာအောင်ဘလို့အားပေးလဲဆိုတဲ့အခါမှာနော် မော်ရယ်ခဲကယူတာအမျိုးမှန်လို့ရှိရင်တဲ့သူ့ကိုမနိုင်ဘူးတဲ့သူ့ရှေ့မှာအေကန်မှန်ရှုံးလိုက်မယ်တဲ့နော်ဟာမန်ရဲ့မိန်းမကဟာမန်ကိုပြောတာအဲ့မော်ရယ်ခဲကယူတာအမျိုးမှန်လို့ရှိရင်နင်သူ့ကိုမနိုင်ဘူးသူ့ရှေ့မှာအေကန်မှန်ရှုံးရမယ်တဲ့နော်မိန်းမကအားပေးတတ်တာနော်ယောက်ျားကိုသူတို့ပြောတဲ့အတိုင်းပဲမော်ရယ်ခဲကိုတတိလို့မရမိပွင့်အောင်လောကစကားနဲ့ပြောမယ်ဆိုရင် နောက်ဆုံးမှာဟာမန်ကနော်မော်ရဂဲကိုတတ်ဖို့နဲ့ယူဒာတစ်မျိုးလုံးကိုတတ်ဖို့လှုပ်ထားတယ်လေဆွဲတိုင်းမှာပဲဟာမန်တယောက်တည်းတော့မဟုတ်ဘူးသူ့ရဲ့မိန်းမတွေရောသားသမီးတွေအားလုံးကနော်နော်ဇေဂျူချပြီးတတ်ခံလိုက်ရတာဖြစ်တယ်ဘောနော်ဒါကဟာမန်နေနဲ့ဝမ်းမမြောက်ဘူးလားစာရွက်ရပြီကအရင်တစိုက်တုံးလည်းရှိတတ်တတ်ဖို့ပဲရှိတော့တယ်ဒီမော်ရဂဲနဲ့ယူဒာမျိုးကိုဆိုတဲ့အခါမှာမော်ရဂဲကတော့နော်မော်ရဂဲဘက်မှာပေါ့ပြန်ပြောရမယ့်အရာလေးတော့ဟာမန်ဝမ်းမမြောက်နဲ့ ငါလဲတော့လည်းပြန်ထအောင်မယ်။မောင်မောင်နိုင်နေရတော့လည်းထာဝရဖျားဒီငါကြီးအလင်းဖြစ်တော်မူ၏။အာမင်။အာမင်နော်။ဒီရာလေးအပြင်ကျွန်တော်တို့ယုံကြည်သူညီကိုမောင်မားတွေနော်လဲကြသွားရင်လေကျွန်တော်တို့အဲ့ဒီမှာခွေအိတ်နေဖို့မဟုတ်ဘူး။မောင်မိုင်းနိုင်နေရရင်လည်းပဲကိုယ့်ရဲ့အလင်းကဖျားဖြစ်တယ်။ငါကြီးအလင်းဒီထာဝရဖျားဖြစ်တော်မူ၏။အာမင်။အာမင်။နောက်ထပ်အဲ့လိုမျိုးပဲကျွန်တော်တို့တွေက လှုပ်ရှားကင်ဆိုင်ရင်းနဲ့ပေါ့ကွခုနကတထေးကြီးကကျမကိုလေကထောင်ထဲချီပြီးပေးထားတဲ့အချိန်မှာကျမလည်းအယမ်းပျော်တာပဲကိုလှုပ်ရင်ကိုရတယ်ဟုတ်တယ်မလားအတကုံလှုပ်ပြီလေညံ့ညံ့လှုပ်နိုင်ညံ့ညံ့ရမယ်လူအလုံးကိုဖခင်ကအဲ့အခွင့်ရေးပေးထားတာကိုနော်အဲ့ဒါလိုလှုပ်ရင်းနဲ့တဲ့လမ်းမရောက်သွားတာဖခင်သားသမီးကြီးခရစ်တော်ကိုလက်ခံတဲ့ခရိယန်ကြီးလမ်းမရောက်သွားလို့ရှင်တဲ့ပြန်လှည့်လာပါတဲ့ ပြန်လှည့်လာရင်ဖခင်ကပါပေးမလဲဆိုတဲ့အခါမှာလက်ဆော့ပြန်ဆုပ်ပေးမယ်။အာမင်။လမ်းမရောက်သွားရင်တောင်မှပဲပြစ်ဒဏ်ပေးမယ်ဖခင်မဟုတ်ဘူး။အရင်ယာဒူးကိုပြန်ပေးမယ်ဖခင်ကကျမတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်ဖြစ်တယ်။အာမင်။အာမင်။အာဒီယာလေးကိုဗမာတွေ့ရလဲဆိုတဲ့အခါမှာကျမတို့သားကြီးသားငယ်မှာတွေ့ရတယ်။သားငယ်ကအမွေတောင်းတယ်ကွယ်။အမွေတောင်းတော့အခါမှာဖခင်ကတော့သားနှစ်ယောက်လုံးကိုဥစ္စာတွေခွဲပေးလိုက်တယ်။ ခွဲပေးလိုက်ပြီးတော့မှနောက်ဆုံးတားငယ်ကအဲ့ဥစ္စာတွေအားလုံးကုန်သွားတဲ့အခါမှာနောင်ရရပြီးတော့မှအဖေရှိကိုသူပြန်လာတာပြန်လာတဲ့အချိန်မှာအဖေကဘာလုပ်ပေးလဲဆိုတဲ့အခါမှာလက်စွပ်လက်စွပ်ဆိုတဲ့အခါမှာအရင်ရာဘူးပေါ့နော်သူ့ရဲ့သားဖြစ်ခြင်းအရိုက်ရာကိုပြန်ပေးလိုက်တာဖြစ်တယ်နောက်ထပ်တစ်ခုကဘာလုပ်ပေးလဲဆိုဝစ်လုံပြန်ဝစ်ပေးတယ်သူ့ရဲ့အကောင်းစားတထဲသားဝစ်လုံကျမတို့ယုံကြည်သူတွေဆိုလို့ရှင်တော့ဖြောက်မှတ်ခြင်းဝစ်လုံယေရှုအဖင်ဖြောက်မှတ်ခြင်းဝစ်လုံကိုပြန်ဝစ်ပေးလိုက်တာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုခြေနင်းကိုစီးပေးတယ် ခြင်နင်းဆိုတဲ့အခါမှာအကွယ်ကဖြစ်တယ်ကျမတို့ဖက်နဲ့မပါပဲရှောက်သွားရင်ဘာဖြစ်မလဲမလွယ်ဘူးနော်ခြင်နင်းဆိုတဲ့အခါမှာကျမတို့အကွယ်ကဖြစ်တယ်ဆာလံ63ထဲမှာဘာပြောထားလဲဆိုတဲ့အခါမှာနော်တင့်ရဲ့ခြေကိုကြောက်နဲ့မထိခိုက်စေခြင်းကကောင်းကင်တမန်တို့ကိုမှားထားတော်မူသည်ဖြစ်၍ဆိုတဲ့အခါမှာနော်ခြင်နင်းဆိုတဲ့အခါမှာကောင်းကင်တမန်တွေကျမတို့ကိုပြန်ပြီးတော့အကွယ်ကဖြစ်နေကျမတို့ပြန်ပေးလိုက်တာဖြစ်တယ်အာမင်အာမင်ဒါဆိုလို့ရှင်အားလုံးပြန်မရဘူးလား ချုပ်လေးကတော့နောင်တနဲ့ပြန်လာဘူးလို့ပဲဒါဆိုလို့ရှိရင်ကျမတို့ကဒါကခရိယံကိုခရိယံနေပဲပေါ့နော်ခရိယံနေပဲလမ်းမရောက်သွားလို့ဖရာရှိကိုပြန်လာလို့ရှိရင်နော်ဖရာသခင်ကအရိုက်ရာယာဒူးအရင်ယာဒူးကိုပြန်ပေးတာလားမဟုတ်ပါဘူးအခုဒီမှာရှိတဲ့ဓမ္မမိတ်ဆွေယေရှုခရစ်တော်ကိုမယုံကြည်မလက်ခံတဲ့လူတွေပေါ့နော်လူတွေကိုလည်းဖရာခခင်ကအားလုံးပေးတယ်လေ အလုံးပေးတယ်ကဘာဦးကျအခန်းကြီး7မှာဖျားခင်ကွဲလွင်ခိုင်းလိုက်တာဖြစ်တယ်ဖျားပဲလှုပ်လိုက်လို့ဘာသာမျိုးမျိုးစကားမျိုးမျိုးဖြစ်သွားတာဖြစ်တယ်နော်အဲ့လိုဖြစ်သွားတဲ့လူတွေကိုအခုကျေးဇူးတော်ကာလမှာဖျားခင်အားလုံးကိုပြန်ခေါ်တယ်လက်ခံတဲ့လူကလက်ဆုပ်ပြန်ဆုပ်ပေးမယ်အာမင်လက်ခံတဲ့လူကိုဖျားသားဖြစ်ခြင်းအရာရာကို ပေးမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာအဲ့ဒီလူကာထဲမှာဖော်ပြထားတဲ့အရာလေးကတထေးကြီးတူးမှာ ပေါ့နော်။သားနှစ်ဦးလို့ပဲပြောတယ်။အဲ့တော့ဒီနေရာမှာခရိယန်ကိုလည်းထည့်လို့ရသလိုအခြားသောနော်ဗုဒ္ဓဘာသာတွေလည်းထည့်လို့ရတယ်။နော်အားလုံးကိုထည့်လို့ရတယ်။ကျွန်မတို့ကဒီဗုဒ္ဓဘာသာအောက်မှာကြီးပြင်းလာရင်ဗုဒ္ဓဘာသာပဲဖြစ်မှာပဲလေ။မွ슬င်နဲ့မှသွားမွေးရင်ကျွန်တော်မွ슬င်ပဲဖြစ်မှာပဲလေ။ဒါကပြဿနာမရှိပါဘူး။ဒါကအမှားမဟုတ်ပါဘူးအတိအကကျမတို့ကိုခုနကမြေခွက်ပေးတဲ့တထေးကြီးကိုကျမတို့ပြန်တိလာတဲ့အခါမှာတထေးကြီးရှိကိုကျမတို့ကအဖေ ဆိုပြီးတော့ပြန်လာတဲ့အချိန်မှာအဖေကပါပေးမယ်လက်စွပ်ပေးမယ်လက်စွပ်ဆိုတဲ့အခါမှာဖယားသားဖြစ်ခြင်းအရာရာပထမဆုံးကတော့ကိုလှုပ်တာပဲကိုရတယ်အခုကတော့လက်ဆွဆွပေးလိုက်လို့အရရရပြီဆိုတာနဲ့ကိုလှုပ်တာလည်းရတယ်အဖေပေးတာလည်းရတယ်နောက်ခုရမယ်နောက်ထပ်ဘာပေးအောင်မလဲဖြောင့်မတ်ခြင်းဝိလုံယေရှုအဖင်နော်ယေရှုရဲ့ဝိလုံကိုကျမတို့အပြစ်ရှိတဲ့လူကဝိလိုက်တဲ့အခါမှာဖခင်ရဲ့အမြင်မှာတထေးကြီးရဲ့အမြင်မှာအဖေရဲ့အမြင်မှာ ဖြောက်မှတ်တော်သူနဲ့အပြစ်မရှိတော့ဘူးဘုရုရဲ့ဝတ်လုံလဲယေရှုရဲ့ဖြောက်မှတ်ခြင်းဝတ်လုံဖြစ်တယ်ခုနကခြေလင်းဆိုတဲ့အခါမှာကယ်တင်တော်မူခြင်းယေရှုကိုအမွေခံတဲ့ဖျားသားဖြစ်သွားတဲ့အခါမှာခြေနဲ့အကွယ်အကာကောင်းခင်တမန်များကိုနော်တင့်ကိုနော်စောင့်ရှောက်ဖို့လိုတဲ့ဖျားခင်ဆေးလို့ပေးမယ်ဒါကနော်ယုံကြည်သူပဲမဟုတ်ပါဘူးနော်ဖျားကိုမသိရှိဘူးအရင်တုန်းကတော့ငါတို့ကငါတို့အမျိုးဆွေစဉ်မျိုးဆက်ကနော်ငါတို့ကခရိယံမှာမဟုတ်တာ တို့ကြီးပြင်းလာတဲ့အခါမှာလဲတို့ဟာခရစ်ယာန်မဖြစ်နိုင်ဘူးလေတို့ရဲ့ဖြစ်ချင်းကိုကဩရပါတာပဲလေတို့ရဲ့ဖြစ်ချင်းကိုကဖိနူပဲလေဒါကခုနကကျမကိုတထေးကြီးရလေဟိုဘောင်မြေအေကထောင်ပေါင်းများစွာပေးတာကိုကျမရဲ့မြေတွေမြစ်တွေကမသိတယ်လို့မျိုးပဲသိတဲ့အချိန်မှာပြန်လာရင်တော့အရင်ရာသူဖရာသားအမွေခံရာသူကိုဖရာကလူတိုင်းကိုပေးတယ်လက်ခံတဲ့သူကမာဖရာသားပဲအာမင် အာမင်နာတပြားလေးတာတဲ့သူပဲပန်းတိုင်ကို ဝင်သွားတာဖြစ်တယ်အာမင်အခုပို့ရမှာပဲကျမတို့ကဖခင်ပေးတဲ့အရာတွေကိုဟာလေလုယာအာမင်အာမင်ဆိုပြီးတော့ကျမတို့ကရယုံတာမကပဲနဲ့တမန်တော်မှာလည်းဖခင်ပြင်ဆင်ထားတဲ့ထာဝရအသက်ကိုကျမတို့ကရမယ်ဘာဖြစ်လို့လဲနာတပြားတာတယ်ဘလောက်ပဲပြေးလန်းပေါ်မှာမြင်းနေပြေးနေပါစီမြင်းရဲ့နှာပြားလေးကပန်းဝင်တဲ့စင်တီမီတာလေးကိုပဲကြည့်ပြီးတော့ပထမပေးလိုက်တာဖြစ်တယ် အဲ့တော့ဖះကိုယုံကြည်လက်ခံတဲ့ဒူးသားလျင်ပဲเนาะကျမတို့ကပန်းနိုင်ကိုရောက်မယ်ပေါ့เนาะဒါကဖះခင်ကတော့မျှတာတယ်ဒူးသားတိုင်းကိုပေးပါတယ်လက်ခံတဲ့သူပဲရပါတယ်လက်မခံတဲ့သူကတော့ကိုလုံးပါပဲကိုလုံးကိုရတယ်ပဲเนาะဖះပေးတာကိုမရတဲ့အခါမှာအယံကိုပြင်ပန်းနေကြတယ်အဲဒါကြောင့်မို့လောကပြေးလမ်းပေါ်မှာကျမတို့မြင်းပြိုင်ပွဲလိုမျိုးပဲမြင်းပြိုင်ပွဲတစ်ခုမှာပြင်းနေသလိုမျိုးပဲလူတွေကဖះကိုတိတဲ့သူဖះကိုမတိတဲ့သူ ဒီလောကကပြင်းလာမှမပြင်းနေကြတဲ့အခါမှာရုပ်တရက်ကြည့်လိုက်ရင်အတူတူလိုပဲဒါပေမဲ့မတူတာတခုက ခရိယန်တွေကခရစ်တော်နောက်ကိုလိုက်တဲ့အတွက်ကိုလုံးမကိုရကိုပြင်းမကိုရတင်တာမဟုတ်ပဲဖယားခင်ရဲ့တကူအားဖြင့်ဖယားရဲ့အစွမ်းဖယားပေးတဲ့အရာနမိတ်လက္ခဏာအားဖြင့်နာတပြားတာဟုတာနော်ဒီအရာလေးကိုသိဖို့လို့အတွက်ဒီနေ့အရောက်ချင်းစီတိုင်းကိုခွန်အားပေးပါတယ်ဒီမှာကြည့်ရှုနေတဲ့ညီကောင်မတော်မပေါ့နော်ဓမ္မမိတ်ဆွေတွေလည်းပဲသားငယ်ကဲသူပဲ ဘုရားခင်ရှင်ကိုပြန်လာမယ်ဆိုရင်တော့ပန်းတိုင်ကိုဝင်ရတဲ့အခွင့်ဘုရားခင်ပြင်ဆင်မိမှာဖြစ်ပါတယ်။ရောက်ချင်းချင်းဘုရားခင်ကောင်းချီးပေးပါစေ။